မင်္ဂလာပါအိနီးယားမှာပရကာရှ်ဂေါရာဖြစ်ပါတယ် Apollo Health City Hyderabad မှာသွေးကြောခွဲစိတ်ဆရာဝန်ပါယနေ့ခေါင်းစဉ်ကတော့ Lurie Syndrome ဖြစ်ပြီး Autoimmune Conclusive Disease လို့လည်းသိကြပါတယ်အဓိကအားဖြင့် order သွေးကြောအောက်ပိုင်းနဲ့နှစ်ဖက်စလုံးရှိခါမှာ aortic artery တွေပိတ်ဆို့သွားတာပါယေဘူးရအားဖြင့်ဒီအခြေအနေကရေရှည်စီးပွားသမားလေးတွေမှာဖြစ်တတ်ပါတယ်အိုသူများလည်း Lurie Syndrome ဖြစ်နိုင်ပါတယ် အခြားအကြောင်းအရင်းတွေကတော့သွေးကြောထဲမှာသွေးတုံးခစ်တတ်တဲ့သူတွေသွေးတုံးခစ်နိုင်စေရှိသူတွေနှလုံးသွေးကြောရောဂါရှိသူတွေဒါမှမဟုတ်နှလုံးထဲမှာသွေးတုံးရှိနေသူတွေပါဒါတွေက Lurie syndrome တမဟုတ် orthorhynchic occlusive disease ဖြစ်ပေါ်လာစေတဲ့အကြောင်းအရင်းအများဆုံးတွေပါဒီလူနာတွေမှာယောဂလက္ခဏာ၃ခုပါဝင်တဲ့၃ခုစုလက္ခဏာတွေတွေ့ရတတ်ပြီးအ धिक အားဖြင့်တင်ပါနဲ့တထောင်ပံအောင်နာခြင်းတွေဖြစ်တတ်ပါတယ်ဒါဆိုရင်လူနာတွေမှာတင်ပါနဲ့တထောင်ပံဒေတာနှစ်ခုလုံးမှာလမ်းလျှောက်တဲ့အခါနာကျင်မှုဖြစ်လာနိုင်ပါတယ် အကွာအဝေးကတော့မီတာ30လောက်ကနေအနားယူနေချိန်ထိဒါမှမဟုတ်မီတာ900ထပ်ပိုတာအထိကွဲပြားနိုင်ပါတယ်အဲ့ဒါကြောင့်ယောဂအစင်းနဲ့လက္ခဏာပေါ်မူတည်ပြီးလူနာဖို့ကုသဖို့လိုအပ်ပါတယ်ဒုတိယလက္ခဏာကတော့ဆေးဘက်ဆိုင်ရာစစ်ဆေးတဲ့အခါနှစ်ဖက်လုံးဖီမောတွေးကြုံခုံတယ်မတွေးရတာဖြစ်ပါတယ်။လူနာဟာဆေးရုံကိုလာတဲ့အခါစစ်ဆေးကြည့်မယ်ဆိုရင် ground data မှာဖီမောတွေးကြုံခုံတယ်မရှိတာကိုတွေ့ရပါတယ်။ဒါကဒုတိယလက္ခဏာပါ။တတိယလက္ခဏာကတော့တန်ဆွမ်းမှုယောနေခြင်းဖြစ်ပါတယ်။လူနာကတန်ဆွမ်းမှုယောနေခြင်းကိုတိုင်ကြားတတ်ပါတယ်။ ီလက္ခဏာ၃ခုစုကို Lurie syndrome လို့ခေါ်ပါတယ်။ဒါဆိုရင် Lurie syndrome ကိုဘယ်လိုသုံးသပ်ဆစေးပြီးဘယ်လိုယောဂသတ်မှတ်ကြမလဲ။ရေပူရအဖြစ်ဆေးဘက်ဆိုင်ရာဆစေးမှုတွင်ပထမဆုံးသတိပေးချက်က femoral အတွေးကြောခုန်တမ်းမရှိခြင်းနောက်ပြီး glue ရုံနဲ့တင်ပါအောက်ပိုင်းမှာ claudication လက္ခဏာတွေနဲ့လူနာကတန်ဆွမ်းမှုရောနေခြင်းကိုတိုင်ကြားတာတွေပါဝင်ပါတယ်။ဒါနောက်ပိုင်းမှာတော့ diet peripheral angiogram လုပ်နိုင်ပါတယ်။ဒီမှာတော့ order ရဲ့အောက်ဆုံးပိုင်းနဲ့ နှစ်ဖက်လက်အောက်ခြေသွေးကြောတွေကိုသွေးလည်ပတ်မှုကိုမြင်နိုင်ပြီးတားဆီးနေတဲ့နေရာကိုလည်းတွေ့နိုင်ပါတယ်။တားဆီးမှုကတစ်စိတ်တစ်ပိုင်းတူတူလည်းဖြစ်နိုင်တယ်။တစ်စိတ်တစ်ပိုင်းရှိရှိလည်းဖြစ်နိုင်တယ်။ဒါမှမဟုတ် inflammation ကနေတောက်ရဲ့သွေးကြောထိတလျှောက်လုံးလည်းဖြစ်နိုင်ပါတယ်။ဒါဆိုရင်လူနာတွေကိုဘယ်လိုကုသရမလဲဆိုတာပါ။ကုသနည်းတွေကဝေရှင်ရဲ့အရှိတိုးနဲ့သွေးကြောတားဆီးမှုရဲ့ပုံသဏ္ဍာန်သွေးကြောတွေရဲ့ပုံသဏ္ဍာန်ပေါ်မူတည်ပြီးရွေးချယ်နိုင်ပါတယ်။တားဆီးမှုတူတူတွေပါဝင်တဲ့ဝေရှင်တွေအတွက်အော်ရာနဲ့ခါမာအလျက်သွေးကြောတွေမှာ တစိမ့်တစ်ပိုင်းတူတူတားဆီးမှုရှိရင်တော့ကုသနည်းအနေနဲ့ bilateral valley kinjoplasty နဲ့ stenting လုပ်နိုင်ပါတယ်ဒါကို kissing stenting kinjoplasty လို့လည်းခေါ်ကြပါတယ်ဒီနီလန်ကလူနာရဲ့ယောဂလက္ခဏာတွေကိုတက်တာစီပြီးလုပ်ငန်းစဉ်ပြီးတဲ့နေ့မှတင်လူနာကိုလည်းလှုပ်ရှားခွင့်ပြုနိုင်ပါတယ်လူနာကတက်တာလာလာကပုံမှန်အားဖြင့်ပထမနေ့မှတင်ချစ်သွားပြီးဒုတိယနေ့မှတော့အိမ်ပြန်ခွင့်ရနိုင်ပါတယ် တားဆီးမှုကအရှိပိုင်းဖြစ်ပြီးအော်ရာနဲ့အုတ်ရဲ့သွေးကြောတွေအရှိပိုင်းပါဝင်လာရင်တော့ endovascular နီလန်းနဲ့ကုသဖို့မဖြစ်နိုင်တော့ပါဘူးဒီလိုအခြေအနေမျိုးတွေမှာတော့ကျွန်တော်တို့က bypass ခွဲစိတ်မှုကိုဖွင့်ပြီးလုဆောင်ရပါမယ် ီ bypass ခွဲစိတ်မှုမှာ orthopedic moral ဒါမှမဟုတ် billy bypass တွေပါဝင်ပါတယ်ဒါကြောင့် bike ကိုခင်ပြီး laparotomy လုပ်ရပါတယ်ပြီးတော့ infernal wall ရဲ့တာမန်အပိုင်းကိုခွဲထုတ်ပြီးကျင်းပအောက်မှာတော့နှစ်ဖက်လုံး femoral သွေးကြောတွေကိုဖွင့်ပါတယ်ထို့နောက် prosthetic graft တစ်ခုထည့်သွင်းတက်ဆင်ပေးပါတယ် prosthetic graft ကတော့အပုံစံ graft ဒါမှမဟုတ် inverted graft ဖြစ်ပါတယ်။ဒါဟာအဓိကတစ်ခုနဲ့အတူနှစ်ဖက်ခြေထောက်အတွက်ချိတ်ဆက်ထားတဲ့အဖျားနှစ်ဖက်ပါဝင်ပါတယ်။ အဲ့ဒီအတွက်အဓိကတစ်ခုကိုတော့အောက်ပိုင်းဝင်းတော့အစိပ်ပိုင်းရှိဦးလန်းချောင်း aura နဲ့ anastomos လောက်ပေးမှဖြစ်ပြီး graph တစ်ဖြားနှစ်ဖက်ကို retroperitoneal နဲ့ကနေတူးသွင်းပြီး growing timber အောက်ပိုင်းထိဆွဲချနိုင်ပါတယ်အဲ့ဒီမှာတော့တစ်ဖက်စီကို common femoral artery ဒါမှမဟုတ် superficial femoral artery နဲ့ anastomos လောက်ပေးပါတယ်ဒါကြောင့်ကုန်မှန်အထည် open truce တွေလုပ်တဲ့အခါမှာလူနာကိုအိမ်မှာအနည်းဆုံးတရက်ခံထားရပါမယ်နောက်တစ်နေ့မှာတော့ လူနာကိုဝက်ကိုပြောင်းပေးရပြီးပြီးတော့လူနာကိုဆေးရုံမှာနှစ်ရက်တိုးမဟုတ်သုံးရက်ခံထားနိုင်ပါတယ်လူနာမှာပိုက်အောင်လက္ခဏာတွေမရှိတော့ဘူးဖော်တိုကိတကယ်ရစတာလဲတည်လေသွားပြီဆိုရင်လူနာကိုမျောလင့်စွာလှုပ်ရှားခွင့်ပေးနိုင်ပြီးအများအပြားတတိယနေ့တိုးမဟုတ်တနင်္ဂနွေနေ့မှာလူနာကိုဆေးရုံမှာထုတ်ပေးနိုင်ပါတယ်ဒါကြောင့်ဒီလိုယောဂါတွေရဲ့ရလတ်တွေဒီလိုအခြေအနေတွေရဲ့ရလတ်တွေက open orthopedic small bypass crafting လုပ်ပြီးရင်ပုံမှုကောင်းမွန်တဲ့ပတ်မှာရှိတတ်ပါတယ်။ လူနာက prostropy တဲ့နောက်ဆစ်လေးမတောက်တော့ဘူးဆိုရင် graph ရဲ့အတက်တာကအလွယ်တကူ20လောက်ရှိနိုင်ပါတယ်။ဒါကြောင့်လူနာရဲ့အလေးထများနဲ့သူ့မှာရှိတဲ့အခြားယောဂါတွေပုံမူတည်ပြီးရလက်တွေကမတူညီနိုင်ပါတယ်။လူနာကဆစ်လေးနဲ့အရက်ကိုအပြည့်အဝရှောင်ကျဉ်နိုင်ရင် prostropy ရဲ့နောက်မှာ open bypass surgery ခေတ်စီ kissing stenting ရောက်သွားစီခေတ်စီပုံမူကောင်းမွန်တဲ့ရလက်တွေရရှိနိုင်ပါတယ်။